မင်္ဂလာပါအခုပြောပြမယ့်ဂျပန်သတင်းကတော့လမ်းမပေါ်မှာမင်းမင်းဆက်ရိုက်ဆန်ဆန်ထူရိုက်လူနဲ့နေတဲ့စိုးသွမ်းဂျပန်လူငယ်အုပ်စုကိုရဲကဖမ်းဆီးလိုက်တဲ့သတင်းကိုပြောပြကြတာဖြစ်ပါတယ်ဖြစ်စဉ်ကတိုကျိုမာချီတာမြို့မှာဖြစ်ပေါ်ခဲ့တဲ့လမ်းမထက်မှာအဲလူရက်တောင်းရနေတဲ့အမျိုးသား၂ယောက်နဲ့၁၆နှစ်အရွယ်အထက်တန်းကျောင်းသားတစ်ယောက်ပေါင်း၃ယောက်ပေါ့နော်ရဲကဖမ်းဆီးလိုက်တယ်လို့သိရတယ်အဲ့ဒီ၃ယောက်ကလမ်းမထက်မှာ၄၀အရွယ်အမျိုးသားတစ်ယောက်ကိုနောက်ကနေတာဆိုင်ကယ်အုပ်ထုံးနဲ့အဲ့ဒီလူရဲ့နောက်စီကိုရိုင်းနေပြီးတော့ပတ်စံထုတ်စံမင်းရဲ့ပတ်စံအိတ်ပြဆိုပြီးတော့ ဒါချင်းချောက်လူရမှုတွေပြုလုပ်ပြီးတော့အဲ့လူစီကပတ်စံရန်2400လူယူခဲ့တယ်လို့သိရတယ်ဗောနော်လူကြီးရဲ့နောက်မှာ၃ယောက်သားကစိုင်းကင်းစီးနဲ့ဒါလမ်းခွဲပြီးတော့လေပြေးကြရဗောနော်ခေါင်းဆောင်လုပ်တဲ့27နှစ်အရွယ်လူငယ်ကလူရဲ့ဖို့ကိုရည်ရွယ်ပြီးလှုပ်လာဆိုပြီးတော့ဒါပြောင်းဝင်ခံထားတယ်။၃ယောက်သားကဒါယိုကိုဟာမမျိုးပဲမှာလေခုလိုလမ်းမှာလူရဲ့မှုလုပ်ခဲ့တေးတယ်လို့သိရတယ်ဗောနော်ဒါဂျပန်မှာလူငယ်လူရွယ်တွေအလုပ်လမ်းမဲ့လူငယ်လူရွယ်တွေဗောနော်ခေါင်းဆောင်လုပ်တဲ့သူကခုမှ27နှစ်အရွယ်ပဲရှိသေးတယ်။ဗီဒီယိုမှာဆိုတော့သူ့ရဲ့ချက်ကဘယ်လိုပြောမလဲ အမှမခံချုပ်ဘူးပေါ့နော်အဲ့လိုစိုးသွမ်းလူငယ်ချုပ်မျိုးအဲ့ဒီတုံးရောက်မှာလေတယောက်ကဒါ16နှစ်အောက်ဆိုတော့16နှစ်အရွယ်အထက်တန်းကျောင်းသားတယောက်ဆိုတာလူမမဲ့ကလေးလို့သတ်မှတ်ထားတာပေါ့နော်အဲ့တော့ကျွန်တော်မှာဒီလိုမျိုးလူငယ်တွေအပီတီနဲ့နော်အဲလူရတောင်းရမှုတွေရှိနေတယ်ဒါကြောင့်မို့ကိုကရုံသွားရုံပြန်ပေါ့နော်ဒီလိုမျိုးလူငယ်တွေကိုတတိထားဖို့လိုအပ်တယ်ပေါ့နော်ဆောင်ကြီးဖို့လောက်ခက်တယ်ဒါပေမဲ့ဖြစ်လာရင်လည်းဒါဘယ်လိုပဲဖြစ်ကျွန်တော်ရဖမ်းမိပါပဲလေအဲ့ဒါကြောင့်မို့ကိုယ့်ရဲ့အကောင့်အနာမခံတဲ့အဲ ခုခံသိနေတဲ့ခုခံမခုခံနိုင်တော့လေဒါထုတ်ပြထုတ်ပြလိုက်ပါဟောဒါပေမဲ့ဂျပန်ကလမ်းလုံလုံကြီးကင်မရာ CCTV ကြီးအရန်ပေါ်များတဲ့အတွက်ကြောင့်ပြန်ပြီးပါပါနော်အားကြောင့်မလို့အရန်ကြီးခုခံမှုလည်းအရန်မလုံးလဲကိုခုခံနိုင်ခုခံမခုခံနိုင်ရင်အသာတီးပေးလိုက်နောက်ပြီးတော့ရေစကန်တားလိုက်ဒါနောက်ပြီးအချိန်တိုင်းကိုပစ္စည်းကိုပြန်ရလာနိုင်တယ်ဟုတ်ကဲ့ဂျပန်တင်းကြီးရောက်ဒီလောက်ပါပဲ Facebook မှာဆိုရင်ကျွန်တော်2018ကတည်းကဟာနာစာကတိဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်တင်းကြီးရေးတယ်။ YouTube မှာဆိုရင်တော့ YouTube Channel မှာဂျပန်တင်းဗီဒီယိုတွေတင်ပြီးပါတယ်။ကျေးဇူးတင်ပါတယ်။